ဒီနေ့မှာတော့ကျွန်တော်တို့အထူးလေ့လာကြည့်ကြမှာကတော့လူအဖွဲ့အစည်းတွေကိုအုပ်ချုပ်တဲ့ပုံစံတွေနဲ့ကိုချင်းဒေတာကိုရှုမြင်တဲ့အမြင်တွေဟာသမိုင်းတစ်လျှောက်မှာဘယ်လိုမျိုးအခြေအခြေပြောင်းလဲလာခဲ့တယ်လဲဆိုတာပါပဲ။ဒါဟာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့တဒနာကိပ္ပဒါဆိုင်ရာအပြောင်းလဲတစ်ခုဖြစ်ပါတယ်။ကဲအဓိကမေးခွန်းတစ်ခုကိုအရင်ဆုံးဆွေးနွေးကြည့်ကြအောင်။လူအဖွဲ့အစည်းတစ်ခုရဲ့အာဏာပိုင်အရင်အမြင်ကအခုလိုအခြေခံကစပြီးပြောင်းလဲသွားတဲ့အခါအဲ့ဒီလူအဖွဲ့အစည်းရဲ့တန်ဖိုးထားမှုတွေသူ့ရဲ့ကိုချင်းတရားတွေကတော့ဘယ်လိုဖြစ်သွားမလဲ။ ဒီအပြောင်းလဲကိုတည်တည်ချာချာနားလည်ဖို့ဆွဲအရင်ကဘာဟောင်းကိုအရင်ဆုံးပြန်သွားကြည့်ဖို့လိုပါတယ်။အဲ့ဒီချိန်တုန်းကအာနာနဲ့ကိုကျင့်တရားဆိုတာလူတွေစီကလာတာမဟုတ်ဘူး။ကောင်းငင်မုံကနေတည့်ရဲ့စင်တလာတယ်လို့ယူဆခဲ့ကြတဲ့ခစ်ပေါ့။ဆိုတော့အဲ့ဒီစနစ်ရဲ့တဘောတရားကဘယ်လိုရှိလဲဆိုရင်ဘီယန်ကိုနာခန္ဓာနဲ့လူကောက်တယောက်ဖစ်ချင်းဆိုတာကအတူတူပါပဲ။ဘာလို့လဲဆိုတော့အရာအလုံးဟာဖျောသခင်စီမံထားတဲ့မပြောင်းလဲနိုင်တဲ့အစီအစဉ်ရဲ့တစိတ်တပိုင်းပဲလို့ယူဆခဲ့ကြလို့ပါ ဒီစရာကိုကြည့်လိုက်ရင်ရာဆွေခွင်စားဖို့ကောင်းတဲ့ခြားနာချက်ကိုတွေ့ရမှာပါတစ်ဖက်မှာတော့ခိုင်မာပေမဲ့တင်းကျပ်တဲ့ဖျားပေးစနစ်ဟောင်းရှိနေတယ်သူ့နေရာမှာစားထိုးဝင်ရောက်လာတာကတော့ပိုးပြီးပြောင်းလဲပြင်လဲရှိတဲ့လူသားကိုဝိုးဖြူတဲ့စနစ်တစ်ဖြစ်ပါရဲ့ကဲအခုဆင်တော့အတွေ့အခေါ်တော်လိုင်းရစ်တစ်ခုဖြစ်တဲ့ပညာအလင်းခစ်ကိုကြောင်းလာပါပြီဒီခေတ်အတွေ့အခေါ်နေကနှစ်ပေါင်းများစွာတည်ရှိခဲ့တဲ့စနစ်ဟောင်းရစ်တစ်ခုလုံးကိုဘယ်လိုမျိုးအခြေခံကစပြီးပြောင်းလဲဖြစ်ခဲ့တယ်လဲဆိုတာကြည့်ကြရအောင် ဒီခေတ်မှာဆိုရင်တွဲခေါ်ပညာရှင်တွေကအရေးကြီးတဲ့အယူဆတစ်ခုကိုစတင်တင်ပြလာကြပါတယ်အဲ့ဒါတော့နိုင်ငံရေးအာဏာဆိုတာဖျားတခင်စီကလာတာမဟုတ်ဘူးအုပ်ချုပ်ခံပြည်သူတွေရဲ့သဘောတူညီမှုနဲ့ကြိုးကြောင်းဆင်ညမှုကနေပဲလာတဲ့နယ်ဆိုပြီးစတင်ညှင်းခုန်ခဲ့ကြတာပါနိချေရဲ့ဒီစကားကပညာရေးတော်လှန်ရေးရဲ့ကြီးမားတဲ့အကျိုးဆက်ကိုမိမောင်းထိုးပြနေပါတယ်တနည်းအားဖြင့်နိုင်ငံရေးမှာဖျားပေးအာဏာသာမရှိတော့ဘူးဆိုရင်အဲ့ဒီအာဏာကိုမိခေါ်နေတဲ့ကိုချင်းတရားဆိုင်ရာဒီစပ်ပုံကြီးတစ်ခုလုံးကတော့ဘယ်လိုဖြစ်သွားမလဲ မျိုးစင်ဆက်အာနာရှင်စနစ်ကန်ဒီရုံးထွက်ပြီးရလာတဲ့လွတ်လပ်မှုဟာအလေကားတော့မရခဲ့ပါဘူးအချို့ကဒီအပြောင်းလဲဟာလူအဖွဲ့အစည်းမှာကိုချင်းတရားဆိုင်ရာ လေဟာနေကြီးတခုကိုဖြစ်ပေါ်စေခဲ့လို့စောရကတက်ခဲ့ကြပါတယ်အမားမန်ကိုဆုံးဖက်ပေးမဲ့ဖျားတခင်လို့တူဦးတဲ့တော့တိုင်လူကြီးမရှိတော့တဲ့အခါပါတယ်ဆက်ဖြစ်လာတယ်လဲဆိုတော့လူဖွဲ့အစည်းတွေကကိုချင်းတရားပိုင်းမှာ proof ဖြစ်လာတယ်တူချင်းစီရဲ့လွတ်လပ်ခွင့်ကစူပေါင်းအကျိုးစီးပွားကိုလွှမ်းမိုးသွားတဲ့အခြေအနေတွေပေါ်ပေါက်လာခဲ့ပါလေ။ ဒီအပြောင်းလဲကိုကိုချင်းတရားအတွက်လုံးဝအစိုးမြင်တဲ့ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ရှုမြင်ဖို့လွယ်ပါတယ်။ဒါပေမဲ့အဲ့ဒါကဇလန်ရဲ့တချမ်းပဲရှိပါသေးတယ်။အဲ့လိုတည်းလည်းမဟုတ်ပြန်ပါဘူး။ကဲအခုဒင်ကားပြားရဲ့တပတ်ချမ်းကိုလမ်းကြည့်ကြအောင်။ဒီအငင်းခုံရဲ့ပြင်ပအာနာဆုံရှုံတွားခြင်းဟာတကယ်တော့ပိုပြီးခိုက်မာတဲ့အတွင်းစိတ်ရဲ့စွာတစ်ခုကိုမွေးဖွားပေးဖို့လိုအပ်လာစေတယ်လို့ဆိုပါတယ်။ ဒသနာပညာရှင်ဟန်နာအာရန့်ကတော့ဒီအကျက်အတဲကတကယ်တမ်းပို့ပြီးရင့်ကျက်တဲ့ကိုချင်းတရားပုံစံတစ်ခုကိုနိုင်ငံသားတဝူးချင်းစီစီကနေတောင်းဆိုလိုက်တာပဲလို့ဆိုပါတယ်။အရင်လို အမိန်ပေးမဲ့သူမရှိတော့တဲ့အခါကို့အတိတရားနဲ့ကိုပြုမှုဖို့တာဝန်အစ်တစ်ခုပေါ်ပေါက်လာတာပါပဲ။ဒါကြောင့်ဒီနေရာမှာအထက်ကအကြောင်းဆုံးအပြောင်းလဲကတော့အမိန်ကို လိုက်နာယုံတက်တက်ထိတဲ့လက်အောက်ခံတယောက်အဖြစ်ခံတဲ့ ိုကျင့်တရားရှိဖို့နဲ့လူအဖွဲ့စည်းကောင်းတစ်ခုကိုတည်ဆောက်ဖို့တိစိတ်နဲ့ရွေးချယ်ရမယ်။နိုင်ငံသားတယောက်အဖြစ်ကိုကူးပြောင်းသွားခြင်းပါပဲ။တည်ချက်တွေအလုံးကပဲကျွန်တော်တို့ကိုဒီနေ့ခေတ်စီတိုက်ရိုက်ခေါ်ဆောင်လာတာပါ။ရာဇဝတ်တွေနဲ့ခြေပြီးကြာမြင့်ခဲ့တဲ့ဒီတက်တနီကဖလဲဆန်ရငင်းခွန်မူကကျွန်တော်တို့ရဲ့ခေတ်သစ်ဒီမိုကရေစီတွေရဲ့အသက်သွေးကြောအတွက်ဘာကြောင့်အရေးကြီးနေစဲလဲဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒိုကီဗီလ်ကဒီလိုအတွင်းစိတ်ကလားတဲ့ကောင်းမြတ်ခြင်းတွေကိုကြားမာတဲ့ဒီမိုကရေစီတစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ကော်ဒီမျိုးလိုသတ်မှတ်ခဲ့ပါတယ်။ဒါတွေဟာလွတ်လပ်ခွင့်ကိုယာယာကိုမယုံကြည်တော့တဲ့အကောင်းမမြင်ဝါဒအဖြစ်မပြောင်းလဲသွားအောင်တားဆီးပေးတဲ့အရေးကြီးဆုံးအရာတွေပါပဲ။ဒီတော့ဒီနေ့ကျွန်တော်တို့နားလည်နိုင်တာကတော့ဒီမိုကရေစီဆိုတာပွဲကြည့်ပြည်သက်အားကစားတစ်ခုမဟုတ်ပါဘူး။သူ့ရဲ့ကျင့်ဝတ်ပိုင်ဆိုင်ရာရှင်သန်မှုဟာသူ့ပေးရတဲ့လွတ်လပ်မှုနဲ့တန်းတူညီမျှတဲ့အသေးတရားဆိုင်ရာပညာပေးမှုတစ်ခုကိုအဆက်မပြတ်လိုအပ်နေတယ်ဆိုတာပါပဲ။အဆုံးတိုင်အနေနဲ့ပြောရရင်တော့ ဒီမိုကရေစီတစ်ခုအတွင်းကကောင်းမြတ်ခြင်းရဲ့ကန့်ကျင်မှာဟာစနစ်ကိုယ်တိုင်ရဲ့အပေါ်မှာတိမှုမတည်ပါဘူးတကယ်တော့အဲ့ဒီအာဏာကိုကိုယ်ဆွေထားတဲ့နိုင်ငံသားတွေရဲ့ကိုကျင့်တရားဆိုင်ရာစိတ်ခုစိတ်ထမ်းအပေါ်မှာပဲပုံပြမှုတည်နေတာဖြစ်ပါတယ်